ဒါအမှန်တော့ဒါ producer အနေနဲ့ကကြာတာဒုတိယမြောက်ကကျွန်တော်ကဒီလိုဇက်တွေရေးပြီးတော့အဲ့လိုမျိုးကျွန်တော်အဲ့လိုမျိုးတွေ produce လုပ်ရတာကျွန်တော်ဝါသနာပါပါတယ်ကိုယ့်ရဲ့စီမံခန့်ခွဲမှုအားကောင်းရင်ကောင်းသလောက်အဲကာယုံဒီကားလေးကရုပ်လုံးကြွားမှာမျိုးဖြစ်တဲ့အတွက်တောင်းဝန်ယူရမှုကတော့တော်တော်များပါတယ်ဗျအဲ့လိုကြားလားတခုပဲတခုပဲတတိယလည်းတိုင်းနေ line ပေါ်လည်းမတက်နေတဲ့လည်းပဲရိုက်နေအဲ့ဒါလေးပဲချစ်ချင် ဒီနေ့ကတော့ကျွန်တော်တို့ကနေမွေရွာရုပ်ရှင်ဇာတ်ကားကြီးကတော့လာမယ့်ဒီမေလ16ရက်နေ့ဆိုရုံနေမှာပြီဒီနေ့မေလ15ရက်နေ့မှာကျွန်တော်ဘကိုးမှာရှိတဲ့မင်္ဂလာညွန့်ရုပ်ရှင်ရုံကြီးမှာကျွန်တော်တို့ဟိုပြည်သက်တွေနဲ့ပေါ့နော် မပြခင်မှာအတူတူကြည့်ကြမယ်ဆိုရရရလေးနဲ့မှကျွန်တော်တပွဲလာပြီးတော့ဒီပြိသက်တွေနဲ့အတူထိတွေ့ပြီးတော့ကြည့်ကြပါဆိုတော့ဒီယုံတိကြီးဖွင့်တဲ့ကားလေးဖြစ်သွားတယ်ပြီးတော့ကျွန်တော်တို့အနေနဲ့လည်းဒီပြိသက်တွေနဲ့အခုလိုအရင်ဒီတွေ့ရတဲ့အတွက်အယံဝမ်းသာပါတယ်ဟုတ်ကဲ့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 အဓိကကိုကြံ့နဲ့ကိုသမင်းတို့ရဲ့အရန်ချစ်ကြရတဲ့သူတွေဒီမှာအများကြီးရှိကြတယ်ဟုတ်ဟုတ်ခရီးပြလိုက်ရင်အကုန်လုံးအသက်ကလေးတို့လုံးတော့ပါတော့ဒီကလေးတော့ဒီနေ့ပြတော့ဘာလို့ဆိုတော့တော့ ဝါသနာပါကျွန်တော်ကျွန်တော်ကဒီလိုဇက်တွေရေးပြီးတော့အဲ့လိုမျိုးကျွန်တော်အဲ့လိုမျိုးတွေ produce လုပ်ရတာကျွန်တော်ဝါသနာပါပါတယ်အခုမှမဟုတ်ပါဘူးတော်တော်ကြာကြာခဲ့ရပါတယ်2000 2000လောက်ထဲကဝါသနာလေးအရန်ပါတယ်ဆိုတော့ဒီဝါသနာပါတဲ့အလုပ်ကိုတော့လုခွင့်ရဖို့အတွက်ကျွန်တော်ကိုအချိန်နေပေးလာတဲ့အခါမှာကျွန်တော်ဘက်ကအကောင်းဆုံးကြိုးစားတယ်အကောင်းဆုံးကြိုးစားတဲ့အခါမှာကျွန်တော်နဲ့အတူတူကျွန်တော်ရဲ့ဒီနေမွေရအဖွဲ့တွေပေါ့ကောင်းတကြီး အဲကိုအောင်ချက်လူကစပြီးတော့ဟိုတေးဥဆောင်ဟိုပါရှိသမျှဆက်ဖွဲ့ရလူအကုန်အစအဆုံးကျွန်တော်တို့ယုံကြည်ပြီးတော့ယုံကြည်နဲ့ရိုက်ပေးကြတယ်လှုပ်ပေးကြတယ်အဲစီမံခန့်ခွဲတာကိုလိုက်နာပေးကြတယ်အဲ့လိုပဲအခုယုံတင်လည်းအထီကျွန်တော်တို့ဘက်ကလည်းစူးစမ်းပြီးတော့ဒီပိုစတာဒီဇိုင်းအစအစအဆုံးကိုကူညီပေးကြတယ်ကျွန်တော်ဆန်တာကိုဖြည့်ဆည်းပေးကြတဲ့လူတွေကြောင့်သာအခုလိုယုံတင်ပြသသွင်းရတာဆိုတော့နောက်လည်းအခုလိုမျိုးအခြေအနေမျိုးဖြစ်အောင်ကျွန်တော်စူးစမ်းပါမယ်ဖန်လဲဖန်ပြီးပါမယ်ဒါအမှန်တော့ဒါ producer အနေနဲ့ကကြတာဒါဒုတိယမြောက်ကပထမကားကကြတော့ကျွန်တော်တောင်ကြီးမှာကျွန်တော်တို့တောက်ရိုက်ထားတဲ့ကားရှိရဲအဲ့ဒါကကြတော့ဇလန်းတွဲ ပျောက်ဆုံးခြင်းနောက်ွယ်ဆိုတာအဲ့အဲ့ဒါပထမဦးဆုံးကျွန်တော်ပရိသတ်အနေနဲ့အစအဆုံးခုန်လိုက်လို့တကပြီးတော့မှဒါဒုတိယမြောက်ပရိသတ်အနေနဲ့အစအဆုံးခုန်လိုက်လို့တကဝင်လက်ခံရတဲ့ဇက်အဖွဲ့ရလေမကောင်းဆုံးဝအတွင်ပြောင်းပြီးတော့လူတွေပါဆွဲရမှာဒါအောင်ပြောနေတာဒီဘောင်ရောက်ခဲ့တဲ့အဆင်မပြေတာဟမ်ကျွန်တော် financial ဘိုင်းနဲ့ပတ်သက်ပြီးတော့အဲကျွန်တော်ကျွန်တော်ကျွန်တော်တွေးပူခွင့် တွေးအဲ့လိုမျိုးပူအောင်မထားပြီးတဲ့ကျွန်တော်ကျွန်တော်တို့ယုံကြည်ရပရိုဒူဆာတွေကအဲကျွန်တော်ဒီဖိုင်နန်ရှယ်ဘိုင်းနဲ့ပတ်သက်ပြီးတော့မထားဘူးဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကကြတော့လေကိုထုတ်လုပ်လိုက်တဲ့ဟာတစ်ခုကအဲတင့်တော်လျှောက်ပတ်တဲ့အားပေးအားပေးမှုငွေကြီးပြစ်တာအားပေးမှုရရှိဖို့အတွက်ကတော့ခေါင်းထဲမှာအမြဲရှိပါတယ်ဆိုတော့ကိုကဟိုကိုကိုလှုပ်ချင်တာရှောက်လှုပ်ပြီးတော့မှအဲငွေရှင်ကြီးရှင်ထောက်ပံ့ပေးတဲ့သူတွေကိုမျက်နှာပြန်အောင်လုပ်မှလားအခုလုံး win win situation ဖြစ်အောင်တည်ဆောက်မှလားဆိုတော့ကျွန်တော်တို့ဒီပရိုဒူဆာတွေခေါင်းမှာအမြဲရှိပါတယ်ဒီတတော်ကျွေးမှာလုပ်လာတာအနည်းငယ်ရှိကြီးကြ ဒီမိုင်90အထိမှာဘာရှိတော့ခံကြဘူးဇလန်းတစ်ခုလုံးရဲ့အပိုင်းအရဒါဒုတိယအပိုင်းကိုကျွန်တော်အရင်ဆုံးရိုက်တာပါဆိုတော့နေဝင်ရဘာလို့ဖြစ်လာလဲဆိုတဲ့ဟာကရေးတာပိတာလည်းရှိတယ်လို့ကျွန်တော်ရိုက်ဖို့လည်းရည်ရွယ်ထားတာရှိပါတယ်အဲ့ဒါတော့နောက်မှလာမှာပေါ့ဆိုတော့ဒါနေဝင်ရဖြစ်တည်လာပြီးမှနေဝင်ရမှာဖြစ်နေတဲ့အကြောင်းအရာတွေရဲ့တစ်ခုကိုကျွန်တော်ရိုက်ပြရတဲ့သဘောပါကျန်နေဟုတ်ကဲ့ရှိပါသေးတယ်အဲ့လိုကြားလားတစ်ခုလေတစ်ခုလေကျွန်တော်ကောင်းဆုံးနေရာလေးတစ်ခုရှိတယ်ဒါ live မှာတင်လဲလို့ရှိရင်ကြည့်ပြီးဇလန်းသိပြီးသွားလို့ကြည့်ရရတာမရှိဘူးပါတယ်နော် တတိယလည်းတိုင်းနဲ့အဲလိုင်းပေါ်လည်းမတိုင်းနဲ့ဆိုင်လည်းပဲရိုက်တယ်အဲ့ဒါလေးပဲချစ်ချင်းဘာဖြစ်ကြောင်းမရှိဘူးကိုယ်တိုင်စီမံရတယ်ဒါပြောဆောင်တာအာအများအများကြီးကွာခြားပါတယ်ကျွန်တော်တို့ဟိုတိရုပ်ဆောင်တယောက်အနေနဲ့ကဒီတိရုပ်ဆောင်တဲ့အချိန်ပဲအဲကျွန်တော်တို့ကြိုးစားအထောက်အထားမျိုးပေါ့နော်ဒါကကြာ producer ကြာတော့ကျွန်တော်ကားမရိုက်ခင်ကနေရိုက်နေတဲ့အချိန်ရိုက်နေတဲ့နေ့ည အဲ့ကျန်းကြီးတွေပါလာတဲ့လူတွေရဲ့အကုန်လုံးပြောကျန်းမာရေးကိစ္စအစအရှိသမျှဟာအကုန်ဆုံးပြဿနာပေါင်းများစွာပြီးတော့ကားပြီးွားတဲ့အချိန်မှာလည်းဒီကားကိုကားဆက်ကားကူးအတန်ရှိသမျှဟာအကုန်လုံးအခုရုံမော်တင်တဲ့အထိတော့ပိုစာကိစ္စရှိသမျှဟာအကုန်လုံးအလုံးစုံပေါ့နော်ဆိုတော့ကိုယ့်ရဲ့စီမံခန့်ခွဲမှုအားကောင်းရင်ကောင်းသလောက်အဲကားရုံဒီကားလေးကရုပ်လုံးကြွမှာမျိုးဖြစ်တဲ့အတွက်တောင်းဝန်ယူရမှုကတော့တော်တော်များပါတယ်ဗျ။ဟုတ်ပါရှင်။ဒီပြောပြောနေလူဆိုတဲ့ဟာလေငါတို့ပေးရင်လည်းဖြတ်လိုက်ကောင်းပါဖြူဖြဲဖြူမိတူလား။ ျွန်တော်အယူအဆဆုံး honestly ပြောရရင်တော့ကျွန်တော်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 တို့ကားကိုအာကျွန်တော်တို့ကိုချစ်တဲ့ပရိသတ်တွေကလာရောက်ချစ်ချာပြီးမှဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်ကျွန်တော်ဆိုတဲ့နိုင်ငံခြားကပရိသတ်ပါဆိုတော့ final destination ကိုလည်းလုံခဲ့အနှစ်25နှစ်တည်းကကြိုက်ခဲ့တဲ့သူဆိုတော့ကျွန်တော်လည်းသွားကြည့်မှာပါဆိုတော့ဟိုမြန်မြန်ဆန်ဆန်လေးကြည့်ကြမယ်လို့တော့ကျွန်တော်မျှော်လင့်မိပါတယ်ခင်ဗျဟုတ်ကြော်ညာထဲမှာတော့ trailer ထဲမှာတော့ဟာသာကားလေးတစ်ဖွဲကြော်ညာထားပြီးမြဲတကယ်လာကြည့်ရဲ့အခါမှာဟာသာကားဟုတ်မဟုတ်ကပရိသတ်ကိုယ်တိုင်ဆုံးဖြတ်မှာဖြစ်ပါတယ် ကျွန်တော်နေမွေအဖွဲ့သားတွေတကယ်အင်လိုက်အတိုင်းနဲ့အဲကျွန်တော်ကိုချစ်တဲ့စိတ်နဲ့ကူညီပေးခဲ့တဲ့သူတွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ကျွန်တော်ပရင်စတန်လေးနဲ့ပထမဦးဆုံးရုံတင်ခွင့်ရတဲ့ကားလေးပါလာရောက်ချစ်ချစ်အားပေးဖို့တဖိတ်ခေါ်ပါတယ်စိတ်မပြတ်စေရပါဘူးကြိုးစားထားပါတယ်